မင်္ဂလာပါဒီနေ့ Gladio Warasa အခန်းကြီး6ထဲကလက်တွေ့ခရင့်အသက်တာအတွက်အရေးကြီးတဲ့လမ်းညွှန်ချက်တွေကိုအတူတကွအသေးစိတ်လေ့လာသုံးသပ်ကြည့်ဖို့ကြိုဆိုပါရစေဟုတ်ကဲ့ပါခင်ဗျာဒီအချက်အလက်တွေကတော့ The Wise Believers ကပြုစုထားတဲ့မတ်စုတွေပေါ်အခြေခံထားတာဖြစ်ပါတယ်။အင်း Gladio Warasa တစ်ခုလုံးရဲ့အဓိကရည်ရွယ်ချက်ကတော့ပြင်းထန်တရားကိုအတင်းလိုက်နာခိုင်းတဲ့အဲမိုင်းရင်းတဲ့တုံ့တမှုတွေကိုခြေပေးပြီးတော့ ယုံကြည်ခြင်းအပြင်ရတဲ့ကဲတင်ချင်းတရားကိုကာကွယ်ဖို့ပါဟုတ်ပါတယ်အခန်းတစ်ခုနဲ့ငါအထီကအဲ့ဒီအကြောင်းကိုဝေဒီကထားကြတာနော်ဟုတ်ကဲ့အခုအခန်းကြီး6မှာတော့အဲ့ဒီလွတ်မြောက်ခြင်းတရားကလက်တွေ့အသက်တာမှာဘလို့ပုံဖော်လာတင်တယ်လဲဆိုတာကိုရှင်ပေါလုကလက်ညွန့်ပေးထားတာမို့อืมဟုတ်ပါဒီနေ့ကျွန်တော်တို့အချင်းချင်းဘလို့ထောက်ပံ့မလဲကိုယ်လုံးရဲ့အကျိုးဆက်ကိုဘလို့တတိပြုမလဲကောင်းမှုပြုရမှာဘလို့ဇွဲရှိမလဲနောက်ဆုံးရှင်ပေါလုရဲ့အလေးအနက်ထားမှားကြချက်တွေကဘာတွေလဲဆိုတာတွေကိုဆွေးနွေးသွားကြမှာပါဟုတ်ပါပြီ တရားခန်းကြီး6ကဂလာတီယောဝါဒစာရဲ့အဲသီအိုရီပိုင်းဆိုင်ရာဆွေးနွေးမှုတွေကနေဟိုကလက်တွေ့အသုံးချမှုစီကူပြောင်းထားတဲ့အပိုင်းလို့ဆိုနိုင်ပါတယ်ထုတ်ကဲ့ဂျေဇုတော်အားဖြင့်ရရှိတဲ့လွတ်လပ်ခြင်းဆိုတာစီကဲမဲ့အသက်ရှင်ဖို့လိုင်စင်မဟုတ်ဘူးဝိညာဉ်တော်ရဲ့တန်ခိုးအားဖြင့်မေတ္တာနဲ့အချင်းချင်းအစေခံဖို့တာဝန်ယူမှုရှိရှိအသက်ရှင်ဖို့အခွင့်အရေးဖြစ်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြနေတာပါစိတ်ဝင်စားစရာအဖွင့်စကားပါပဲကဲ ပထမလုံးအချက်ကိုကြည့်ရအောင်။ညီကိုတယောက်ယောက်အပြစ်ထဲကျရှုံသွားရင်ဝိညာဉ်ရေးရပူရင်ကျက်သူတွေကဘယ်လိုတုံ့ပြန်ရမလဲဆိုတာကိုရှင်းပေါ်လို့ပြောထားတယ်။ဟုတ်ပါတယ်။နူးညံ့တိတ်မွေတဲ့စိတ်ထားနဲ့ပြန်လဲပြင်ဆင်ပေးရမယ်။ဒါပေမဲ့တချင်တဲမှာကိုယ်တိုင်လိုက်စုံစမ်းနှောက်ရခြင်းကိုမခံရမီအကြောင်းကိုကိုကိုတတိပြုလဲနေရမယ်လို့ဆိုပြန်တယ်။ဟွန်းဒီနေရာမှာနူးညံ့တိမ်မွေ့ချင်းဆိုတာအရေးကြီးပေမဲ့ ဟိုလက်တွဲမှာသူလဘာကိုပြင်ပေးရင်ကိုကိုကိုတာလွန်ရလို့မထင်မိအောင်တမမတင်ပေးရင်မြေကိုလိုင်းစုံစမ်းမှုထဲမကြတော့အောင်ဘီလိုဟန်ချက်ညီညီလောက်နိုင်မလဲဒါဒါကအရေးကြီးတဲ့မိကွန်းပါပဲနူးညံ့တဲ့မွေချင်းပေါ်နော်ဂရီလိုပရီယိုတိုဆိုတာအားနေတာခက်ကြောက်ကြောက်နေတာကိုဆိုလိုတာမဟုတ်ပါဘူးတကယ်တော့တာဟာထင်းချောက်ထားတဲ့တန်ကိုနှိမ့်ချမှုနဲ့ရောရှက်နေတဲ့ခွန်အားမျိုးပါအင်းခွန်အားပေါ့ဟုတ်တယ် ဆိုလိုတာကကိုကိုကိုသူများထက်တားတယ်လို့မထင်ပဲကိုလည်းအလားတူကြာရှုံးနိုင်တယ်ဆိုတဲ့အတိနဲ့ချင်းကတာပါစာနာမှုကရုဏာကအဓိကဖြစ်ပြီး ပြစ်တင်ဝေဖန်ဖို့ထဲအဲပြန်လဲထူထောင်ရေးကိုဥတီရပါမယ်ဟုတ်ကဲ့ကိုကိုကိုတတိဖြူဆိုတာကလည်းကိုရဲ့မဆွန်လင်းမှုကိုတန်လဲတွေးဆောင်မှုခံရနိုင်ကြီးရှိတာကို အမေအမတ်ရနေဖို့တတိပေးတာပါဒါကမာနာကိုထိန်းချုပ်ပေးပြီးပြင်ဆင်ပေးတဲ့လုပ်ငန်းစဉ်ကိုပို့ပြီးထျောက်စီပါလေ ဒါဆိုရင်ဒီနူးညံ့သိမ်မွေ့စွာပြင်ဆင်ပေးခြင်းဟာတူးချင်းရဲ့တောင်းဝန်တာမကဘူးအချင်းချင်းဝန်ထုတ်ဝန်ပိုးမြောက်ကိုရွတ်ဆောင်ကြတော့ဆိုလည်းပိုကျဲပြတ်နေမိမချဲ့ရဲ့တစိတ်တပိုင်းဖြစ်နေပုံရတယ်နော်ဟုတ်တယ်ဒီဝန်ထုတ်ဝန်ပိုးရွတ်ဆောင်ခြင်းကအပြစ်ရဲ့ဝင်ကိုကူညီတာတဲ့ပိုကျဲပြတ်နေလို့ထင်မြန်ယူဆမှုတွေလည်းရှိတယ်ဆိုတော့လေဒီအချက်ကယုံကြည်သူအတိုင်းဝိုင်းရဲ့သဘောတဘာဝကိုဘယ်လိုထင်ခန့်နေပါသလဲ တကယ်ပဲကျေပြတ်ပါလေဒီဝင်ထုတ်ဝင်ဖို့ဘယ်ရေဆိုတော့ကအဖြစ်ရဲ့အကျိုးဆက်တွေစုံစမ်းလို့ရမှုတွေတာမကဘူးဟိုအထွေထွေအခက်ခဲပူပန်တော့ကဖြည်းစည်းမှုတွေအလုံးကိုရည်ညွှန်းနိုင်တယ်ဟွန်းအကုန်လုံးပေါ့ဟုတ်တယ်အချင်းချင်းရဲ့ဝင်တွေကိုကူညီထိုင်ရွက်ခြင်းဟာခရစ်တော်၏ပြည့်ညတ်တော်ကိုကြည်စုံစေခြင်းဖြစ်တယ်ယို့ရှင်ပေါလုကချိတ်ဆက်ပြထားတယ်ခရစ်တော်ရဲ့အဓိကပြည့်ညတ်တော်ကမေတ္တာပဲမဟုတ်လားဟုတ်ကဲ့ယောဟန်၁၃မှာပြောထားတာနော်အဲ့တော့ဒါဟာ တယောက်ကိုတယောက်ချစ်ချင်းမေတ္တာရဲ့လက်တွေ့အတုံးချမှုပဲအထီးကျန်ဆန်တဲ့တကိုယ်ကောင်းဆန်တဲ့ယုံကြည်ခြင်းမျိုးမဟုတ်ပဲအပြန်လန်မီခေါ်ထောက်ပံ့တာဝန်ယူတဲ့အတိုင်းဝိုင်းရဲ့ပုံရိပ်ကိုဖော်ပြနေတာပါဟုတ်ပါပြီဒါဟာဝေဖန်ရှုတ်ချဖို့မဟုတ်ပဲမေတ္တာနဲ့ပြန်လည်ထူထောင်ရေးကိုဥတည်တဲ့အတိုက်အဝန်းဖြစ်စင်ကြောင်ပြနေပါတယ်ဒီလိုအပြန်လန်ထောက်ပံ့မှုနဲ့တာဝန်ယူမှုရှိတဲ့အတိုင်းဝိုင်းပုံစံကတကယ်အားကျစရာပဲ ဒါပေမဲ့ရှင်ပေါလုကတစ်ဖက်မှာလည်းတဦးချင်းရဲ့ကိုပိုင်တာဝန်ကိုလည်းအလေးပေးထားပြန်တယ်ဟုတ်ကဲ့ကိုဂျိုးအတွက်ကြွားဝါချင်းကိုကိုကိုအထင်ကြီးချင်းတွေကိုရှောင်ဖို့တတိပေးပြီးမိမိအချင်းကိုသာစစ်ကြောစေတို့ပြုလျင်အချားသူကိုထောက်ဤဝါကြွားရှင်းအကြောင်းမရှိပဲကိုတိုင်းနဲ့သာရှိလိမ့်မယ်အင်းအကြောင်းမူကလူအတီးတီးတို့သည်မိမိတို့ဝင်ကိုထမ်းရကြလိမ့်မည်ငယ်လေးငါလို့ဆိုထားတယ် အရင်ပြောခဲ့တဲ့ win ထို့ win ဖို့ berry နဲ့ဒီ win portion ကမတူဘူးလို့ဆိုကြတယ်ဒီအချက်ကဘာကိုအတိအကပြောချင်တာလဲရှင်ဟုတ်ကဲ့ဒီညမှာစကလုံးအတုံးလုံး꿰ပြမှုကစိတ်ဝင်စားစရာပါအခန်းငယ်နဲ့မှာတုံးတဲ့ win ထို့ win ဖို့ berry ကတရားသေးမနိုင်နှင်းတော့လေးလံတဲ့ဝင်မျိုးကိုရည်ညွန်းပြီးချင်းချင်းကူညီရမယ်ဝင်ပါဟုတ်ကဲ့အခန်းငယ်ငွားမှာတုံးတဲ့ဝင် portion ကတော့တအူးချင်းစီမှာရှိတဲ့ကိုပိုင်းတာဝင် ကိုစွမ်းနိုင်တော့ထမ်းရမယ်ဝင်မျိုးပေါ့နေ့စဉ်တာဝန်ဝတ္တရားကိုလုတ်ရရအကျိုးဆက်အဲ့ဒါမျိုးကိုရည်ညွှန်းတာဖြစ်နေပါရဲ့။အော်ဆိုတော့ဆိုလိုတာကသူတစ်ပါးရဲ့လေလံတဲ့ဝင်ကိုကုညီထမ်းရဖွေရမယ်။ဒါပေမဲ့ကိုယ့်ရဲ့ကိုပိုင်းတာဝန်တွေကိုတော့ကိုယ်တိုင်ယူရမယ်။ ကိုတန်ကျိုးကိုသူများနဲ့ယဉ်ပြန်ချင်းကြွားဝါချင်းအပေါ်မှာအခြေမခံရဘူးဆိုတဲ့ဟန်ချက်ညီမှုကိုပြနေတာပါဟုတ်ကဲ့နှင့်ချမှုနဲ့ကိုကိုကိုမင်္ဂန်စွာတီမီမှုက အရေးကြီးကြောင်းထလောင်းအတည်ပြုနေတာဖြစ်ပါတယ်အပြန်လန်ထောက်ပဲ့မှုနဲ့တဦးချင်းတာဝန်ယူမှုကြားကဟန်ချက်ညီမှုပေါ့နော်ဒီတူချင်းတာဝန်ယူမှုကနေပဲရှင်ပေါလုကအရာရေးကြီးတဲ့နေရာမှာတစ်ခုစီဆက်သွားပါတယ်။လူဒီတောင်မိမိကျဲပေါင်းမျိုးစစ်အတိုင်း အတီးကိုရိတ်ရလိမ့်မယ်ဟုတ်ပါဘူးဖျားပြင်ကိုပြည့်ရမဖြူအပ်ဆိုတဲ့ချက်ပါဒါကတော်တော်လေးလေးနဲ့တဲ့တတိပဲချက်ပဲဒီကျဲချင်းရိတ်တိုင်းချင်းနီယာမရဲ့အတီးပဲကိုပိုးပြီးရှင်းပြပေးနိုင်မလားဒါကလေယာဆိုင်ပြူရေးကနေယူသုံးထားတဲ့ပုံဥပမာဖြစ်ပေမဲ့ဝိညာဉ်ရေးရအတ္တတွေအလုံးအစွမ်းထက်တဲ့နီယာမှာပါရိုးရှင်းတဲ့တဘာကတော့ကျွန်တော်ရဲ့လော့ရတိုင်းရွေးချယ်မှုတိုင်းဟာမျိုးစစ်တည်လို့ပဲအင်းမျိုးစစ်လေလို့ဟုတ်တယ်အနာဂတ်မှာတက်ဆိုင်ရာအတီးနံကိုဖျက်ထွန်းစေမယ်ဆိုတာပါပဲ။ ဖျားသခင်ကိုပြည့်ရည်ပြုလို့မရဘူးဆိုတာကဒီနေရာမရဲ့မလွဲမထွေဖြစ်မှုဖျားသခင်ရဲ့စကြဝဠာစီးမြန်းတစ်ခုဖြစ်တယ်ဆိုတာကို အလေးပေးတာပါလက်စားလို့မရဘူးရှောင်လွဲလို့မရဘူးပေါ့ဟုတ်ကဲ့ရှင်ဘောလောကလမ်းကြောင်းနှစ်ခုကိုရှင်းရှင်းလင်းလင်းခွဲပြထားတာပါဟုတ်ကဲ့အဲ့ဒီလမ်းကြောင်းနှစ်ခုကအာဘာတွေလဲอืมပထမတစ်ခုကမိမိဇာတိပဂတိအလုံးကမျိုးစစ်ကျဲတော်တို့သည်ဇာတိပဂတိအဖြစ်ပုတ်ပြချက်အတိကိုရိပ်ရလင်မည် ဒီဇာတိပဂတိ SARC ဆိုတာကအဖြစ်သဘောဆန်တဲ့လူတဘာဝကိုကျိုးရှာမှုလော်ကီတက်မှတ်မှုဖျားတခင်ကိုစန့်ကျင်တဲ့စိတ်ဆန္ဒလေးကိုရည်ညွှန်းတာပါဟုတ်ကဲ့ဒီအရဲထဲမှာကိုယ့်ရဲ့အချိန်ငွေခွန်အားလေးကိုယဉ်နိမ့်မြွနိုင်ရင်ရေတုံးမှတာယာပုံရနိုင်မယ်အစောမှပျက်စီးခြင်းအချင်းနှီးဖြစ်ခြင်းပဲရည်သိမ့်ရမယ်လို့ဆိုလိုတာပါအင်းဒုတိယလမ်းကြောင်းကတော့ဒုတိယလမ်းကြောင်းကတော့ဝိညာဉ်တော်လုံးက music ကျဲသောသူသည် ဝိညာဉ်တော်အဖြစ်သာဝရအထက်ကိုရိပ်ရလိမ့်မည်ဆိုတာပါပဲဒီဝိညာဉ်တော်အလုံးငါကျဲကျဲဆိုတာလက်တွေ့မှာဘလို့အရာမျိုးတွေဖြစ်နိုင်မလဲရှင်ဆူတောင်းတာကျန်းစာဖတ်တာလိုမျိုးပါတာရေးလှုပ်ဆောင်ချက်တွေပဲလားဒါမှမဟုတ်ပိုချေပြန့်တလားဒါကိုဟိုခေတ္တစိတ်ပညာမှာပြောတဲ့အလေးအချင်းကောင်းနေမွေးမြူတာတို့ရေရှည်ယင်းနှမြုံနှမှုသဘောတရားတွေနဲ့ဆက်ဆက်ကြည့်လို့ရနိုင်မလားအလုံးကောင်းတဲ့ချိန်ဆက်လို့ပါဝိညာဉ်တော်အလုံးငါကျဲချင်းဆိုတာ ါတိုင်းလှူဆောင်ရည်တီတမကပဲအများကြီးပူကျဲပြန့်ပါတယ်။ဝိညာဉ်တော်ရဲ့ဥဆောင်မှုတိုင်းအသက်ရှင်ခြင်းဖျားသခင်နဲ့တက်တဲ့ရာတွေကိုလှူဆောင်ခြင်းအားလို့ပါဝင်နေ။အော်ဟုတ်ကဲ့။ဥမာဝိညာဉ်တော်ရဲ့အသီးတွေကိုလေမေတ္တာဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းစသဖြင့်ကလာတင်ငားမှာပါတဲ့အတိုင်းပေါ့ကိုယ့်အတ္တဘာတီးပွင့်လာအောင်ကြိုးစားခြင်းအပေါ်မှာပြောခဲ့သလိုအချင်းချင်းရဲ့ဝန်ထုပ်ဝန်ပိုးတွေကိုကူညီထမ်းရွက်ခြင်းဟုတ်ကဲ့အချင်းချင်းကူညီတာတွေဟုတ်တယ်ပြီးတော့ ိုယ့်ရဲ့အချင်းငွေကြေးရေးချင်းတွေကိုဖျားသခင်ရဲ့အမှုတော်တဲ့သူတစ်ပါးရဲ့ကောင်းကျိုးအတွက်အထုံးပြုခြင်းကိုယ့်ရဲ့အတွေးအခေါ်စိတ်တဘောဓာတ်တွေကိုထိန်းချုပ်ပြုပင်တဲ့စာရာတွေအလုံးဟာဝိညာဉ်တော်အတွက်ကျေးချင်းဖြစ်ပါတယ်ဟုတ်ပါပြီဒါဟာရေရှည်ရင်းနှီးမြှုပ်နှံမှုနဲ့တူတယ်နေ့စဉ်ကျွန်တော်တို့လှုပ်လိုက်တဲ့တင်းငယ်ရဲ့ရွေးချယ်မှုတွေလိုရလေးတွေဟာစူပောင်းပြီးတော့အနာဂတ်မှာကြီးမားတဲ့ဝိညာဉ်ရဲ့အထွက်နှုန်းပေါ့လေ harvest ကိုဖြစ်စေတာမှာอืม ်အလေးအချင်းမွေးမြူတယ်လို့ပဲနော်ဟုတ်ပါတယ်ကောင်းတဲ့ဝိညာဉ်ရေးကအလေးအချင်းတွေဟာအချင်းချာလာတာနဲ့အမျှခြာဝအတဲ့နဲ့ဆိုင်တဲ့အကျိုးကျေးဇူးတွေကိုရည်သိမ်းစီမှာဖြစ်ပါတယ်ဒါဆိုရင်လောရဲ့တိုင်းကအရေးကြီးတယ်ဆိုတဲ့သဘောပေါ့ဒီကျဲချင်းရည်သိမ်းချင်းနေရာမကိုနားလဲထားချင်းကရှင်ပေါလို့ရဲ့နောက်ထပ်တိုက်တွန်းချက်တစ်ခုအတွက်ခြေခံဖြစ်နေပုံရတယ်အဲ့ဒါကတော့ကောင်းမှုပြုချင်း၌စိတ်မပြတ်ကြကုန်ဟာဟုတ်ကဲ့မမောမပန်းနိုင်ရင်အချိန်တန်လင်ရိတ်တန်းရကြလိမ့်မယ်ဆိုတာပဲ တခါလေကြတော့ကောင်းတာလုံးနေပေမဲ့အတိအမှတ်ပြုမခံရတာအကျိုးရလည်းချစ်ချင်းမမြင်ရတာတွေရှိခဲ့တော့ဒီအားပေးချက်ကတကယ်လိုအပ်တယ်လို့ခံစားရတယ်။အတိအကျပါပဲ။အချိန်တန်လင် Kairos ဆိုတဲ့စကလုံးကအရေးကြီးတယ်။ဒါကဖိရားသခင်ထပ်မတ်ထားတဲ့အချိန်မှန်ကန်တဲ့အချိန်ကိုညွှန်ပြပါတယ်။ကျွန်တော်တို့ကျဲတဲ့မျိုးစေ့အတိုင်းရဲ့အပင်ပေါက်ချိန် တိတိချင်းကမတူညီနိုင်ဘူးလေဟုတ်ကဲ့မတူနိုင်ဘူးတချို့ကမြန်မြန်ချိုးပေးလဲတချို့ကအချိန်ကြာတယ်ဒါပေမဲ့ဝိညာဉ်တော်တို့ချင်းရင်အတင်းနန်းကတေချာပေါက်ရိတ်ထင်းရမယ်ဆိုတဲ့ဂတိတော်ရှိနေတယ်อืมဂတိတော်ရှိရဲ့ဒါကြောင့်ချက်ချင်းလက်ငင်းအချိုးမမြင်ရရင်တော့ပင်ပန်းတဲ့လောခန်းစားရရင်တော့ဇွမ်းမလျှော်ပဲဆလုတ်ဖို့အားပေးနေတာပါဒါဟာယုံကြည်ခြင်းနဲ့ရေရှည်မျှော်မှန်းချက်ထားပြီးလှုပ်ဆောင်ရမယ့်အရာဖြစ်ကြောင်းပြနေတာပါဒီကောင်းမှုဖြစ်ခြင်းနဲ့ပတ်သက်ပြီး အခွင့်ယာဒီနိနီလူအပေါင်းတို့အားယေရှုဖြူကြကိုအပ်အထူးသဖြင့်ယုံကြည်ခြင်းရှိသောအိမ်သူအိမ်သားချင်းတို့အားဖြူကြကိုအပ်လို့ဆိုထားပြန်နေဆိုတော့လူတန်းကိုကောင်းမှုပြုရမယ်ဒါပေမဲ့ယုံကြည်သူချင်းတွေကိုဦးစားပေးရမယ်ဆိုတဲ့သဘောလားဒါကတခြားသူတွေကိုမျက်နှာလိုက်ရမရဘူးလားရှင့်ဒါကလည်းစိတ်ဝင်စားစရာဟန်ချက်ညီမှုတစ်ခုပါ ယုံကြည်သူအတိုင်းဝိုင်းကိုယုံကြည်ခြင်းရှိသောအိမ်သူအိမ်သားချင်းလို့တင်စားထားတာကအသင်းတော်ရဲ့မိသားစုတစ်ဖွဲ့ယဉ်နီမှုစီလုံးမှုနဲ့အပြာလန်တာဝန်ယူမှုကိုဖော်ပြတယ်။ဟုတ်ကဲ့မိသားစုလို့ပေါ့ဟုတ်တယ်ကိုယ့်ရဲ့ဝိညာဉ်ရမိသားစုကိုအဓိကထားဆောင်ရှောက်ဖို့သူတို့ရဲ့လိုအပ်ချက်တွေကိုအရင်ဖြည့်ဆည်းပေးဖို့တိုက်တွန်းတာဟာသဘောဝကြပါတယ်။ကိုယ့်ရဲ့ရုပ်ခန္ဓာမိသားစုကိုဦးစားပေးဆောင်ရှောက်တာနဲ့ဆင်တူတာပေါ့။အင်းဒါပေမဲ့ဒါပါတခြားသူတွေကိုလစ်လျူရှုရမလို့ဆိုလိုတာမဟုတ်ဘူး။ လူအပေါင်းတို့အားဆိုတဲ့စကားလုံးကကျေပြတ်နဲ့မေတ္တာနဲ့ကရုဏာကိုလည်းတောင်းဆိုနေတယ်။ယုံကြည်သူအတိုင်းဝိုင်းဟာအတွေ့မှခိုင်မာအားရှိပြီးမှအပြင်လောကတွေပို့ပြီးချီထီရောက်ရောက်အလင်းနဲ့စားဖြစ်နိုင်မှာပါ။ဟုတ်ကဲ့ဟုတ်ကဲ့။ဦးစားပေးမှုရှိပေမဲ့ကန့်တချက်မဟုတ်ဘူးဆိုတဲ့သဘောနော်။မှန်ပါတယ်။ဒါကြောင့်ဦးစားပေးမှုရှိပေမဲ့ကန့်တချက်မဟုတ်ပါဘူး။ရှင်းလင်းနဲ့အမြင်ပါပဲအခုဩဝါဒစာရဲ့အဆုံးပိုင်းကိုကြည့်ရအောင်ရှင်ပေါင်းလူကငါသည် ကိုလက်ဖြင့်စာလုံးကြီးများကိုတင်လို့ချန်သူအပြာမလောက်ရေးလိုက်ဒီကိုကြည့်ကြတော့ငယ်စစ်စ်လူထူးထူးခြားခြားပြောဟာတယ်အဲ့ဒါဘာကိုဆိုလိုတာလဲသူကိုယ်တိုင်ရေးတာကိုအလေးပေးခြင်းလို့လားဟုတ်နံပါတယ်အချက်နှစ်ချက်ဖြစ်လိုက်တယ်ရှေးခေတ်မှာစာကိုအချားသူကိုရေးခိုင်းပြီးအဆုံးမှာကိုယ်တိုင်လက်မှတ်ထိုးတာမျိုးဒါမှမဟုတ်အမားစကားထပ်ဖြေတာမျိုးလုပ်လို့ရှိတယ်ဒီနေရာမှာရှင့်ပေါလောကဒီအရေးကြီးတဲ့ဏီကွန်ပိုင်းကိုသူကိုယ်တိုင် ရေးတယ်ဆိုတာသိစေချင်တာဖြစ်နိုင်တယ် ဟွန်းသူကိုယ်တိုင်ရေးတယ်ဆိုတာဟုတ်တယ်စာလုံးကြီးတဲ့တုံးတာကတော့အကြောင်းရရဲ့အရေးကြီးမှုသူဘယ်လိုအလေးနဲ့ထားတယ်ဆိုတာကိုအသားပြေးပြတာပေါ့ဒါမှမဟုတ်သူ့ရဲ့အမင်းအယုံချိုးရင်းမှုကြောင့်ဖြစ်နိုင်တယ်လို့ယူဆသူတွေလည်းရှိပေမယ့်အဓိကကတော့ဒီနောက်ဆက်တွဲစကားတွေဟာအလွန်အရေးကြီးကြောင်းအယုံဆိုင်စေခြင်းတဲ့သဘောပါပဲအဲ့ဒီအလေးထားပြောချင်တဲ့အချက်ကပါလဲဆိုတော့ဂျူးပါပါလိုက်နာဖို့တွန်တန်တူတွေလို့အရေးဖြားလေးချင်းကိုအဓိကမထားပဲ ငါတို့သခင်ယေရှုခရစ်၏လက်ဝါးကတိုက်တော်မှတပါအပေးရနိုင်မြဝါချွားခြင်းအကြောင်းမရှိစေခြင်းကဖျားသခင်တားမိတော်မူပါစေသို့ငယ်ဆက်လေးဆိုတဲ့အချက်ပဲနော်။ဒါကစာတစောင်းလုံးရဲ့အနစ်ချုပ်လို့ဖြစ်နေရဲ့။အတိအကျပါပဲ။ဂယ်လရီမှာပြည့်သနာဖြစ်စေတဲ့မာယွန်းတဲ့ဆီယာတွေက လူစားဒီရဲ့အပြင်းမလှုပ်ဆောင်ချက်အေးဖျားလီချင်းကို အလေးပေးပြီးအဲ့ဒါကဖျားသခင်ရှေ့မှာမျက်နာသာရစေတယ်လို့သွန်းတင်နေကြတာ။ဟုတ်ကဲ့။ရှင်ပေါ်လူကတာကိုလုံးဝပယ်ချတယ်။ သူ့အတွက်တကယ်ဂုဏ်ယူစရာဝါကြွားစရာဆိုလို့ခရစ်တိုရဲ့လဝါကတံပဲရှိတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီလဝါကတံအားဖြင့်သာလောကကိုသူ့အတွက်သေစေပြီးသူ့ကိုလည်းလောကအတွက်ဟုတ်ကဲ့သေစေခဲ့တယ်ဆိုတာပေါ့နော်။ဟုတ်ပါတယ်။အရေးကြီးတာကအရေးဖျားလီချင်းရှိခြင်းမရှိခြင်းမော့ပဲအသစ်ဖန်ဆင်းခံရခြင်း new creation သာဖြစ်တယ်လို့သူကအခိုင်အမာဆိုပါတယ်။ကေတင်ချင်းနဲ့ပြောင်းလဲခြင်းတကယ်အရင်မြစ်ကလဝါကတံပဲဖြစ်တယ်ဆိုတာကိုအဆုံးသတ်မှာထပ်ပြီးတိစိတ်ခလိုက်တာပါ။ အရန်အစွမ်းထက်တဲ့ဂျင်ညာချက်ပဲနောက်ဆုံးမှာသူကနောက်ထပ်ဖန်အဘယ်သူမြောက်ငါ့ကိုမနှောက်ညက်စင်နဲ့အကြောင်းမူကားငါ့ကိုနိုင်သခင်ယေရှု၏အမတ်သားများကိုငါဆောင်လက်ရှိ၏ငယ်ဆက်ခွန်လို့ပြောတယ်ဒီသခင်ယေရှု၏အမတ်သားများဆိုတာဘာကိုယဉ်ညွန်းတာလဲဒီစကားရဲ့နောက်ွယ်ကခန်းစားချက်ကဘလောက်တောင်ပြင်းထန်မလဲဒါကအရန်နဲ့နေပြီးစိတ်လှုပ်ရှားစရာအဆုံးသက်ပါ ။ရှေးခင်မှာကြက်တွေကိုတခင်ရဲ့တန်ဆိတ်ခတ်နေတာစစ်သားတွေကစစ်သူကြီးကိုတက်စာခန့်ကြောင်းတတူးထောကမျိုးရှိခဲ့တယ်။အေးတန်ဆိတ်ခတ်တာမျိုးဟုတ်တယ်။ရှင်ပေါလုကဒီနေရာမှာသူ့ကိုယ်ပေါ်ကတန်ရာတန်ချက်တွေကိုရည်ညွှန်းနေတာဖြစ်ဖို့အလွန်များပါတယ်။ဒါရီယာသူခရစ်တော်ရဲ့တရင်ကောင်းကြောင့်ခံစားခဲ့ရတဲ့ အာချိန်တိုင်းရာတွေကြောက်ခဲနဲ့ပေါက်ခံရတဲ့အမာရွက်တွေတိမ်ဘောပြက်လို့ရခဲ့တဲ့တန်ရာတွေစတာတွေဖြစ်နိုင်တယ်ဟုတ်ကဲ့ကံရအမာရွက်တွေပေါ့ဟုတ်ပါပဲဒီအမတ်တသားများဟာအရေဖျားလိချင်းလို့အပေါ်ယံအမတ်တသားတွေနဲ့လုံးဝကွာခြားတယ်ဒါတွေကသူ့ကသူ့ရဲ့ကျွမ်းဖြစ်တယ်ဘသူ့ကို အသက်ပေးသစ္စာခံတယ်ဆိုရရဲ့ငြင်းမရတဲ့တက်တီတွေပဲဟွန်းတက်တီတွေဒါဟာလဝကတန်ရဲ့အတွက်သူပေးချက်ခဲ့ရတဲ့တန်ဖို့ သူ့ရဲ့စစ်မှန်တဲ့တမန်တော်အဖြစ်ရဲ့တသက်ခံချက်ဖြစ်ပြီးသူ့ကိုဝေဖန်နေသူတွေကိုအတန်တိတ်သွားစေလောက်တဲ့ကြီးညာချက်လည်းဖြစ်ပါတယ်။ဒါဆိုရင်ဂလာဒီအခန်းကြီး6တခုလုံးကိုပြန်ခြုံငုံကြည့်ရင်ဂျေဇုတော်ကြောင့်ရတဲ့လွတ်လပ်ခြင်းကို တောင်းဝန်ယူရှိရှိဘလို့အသက်ရှင်ရမလဲဆိုတာကိုအဓိကလမ်းညွှန်နေတာပေါ့။ဟုတ်ကဲ့။အဲ့ဒီသဘောပါပဲ။အချင်းချင်းမေတ္တာနဲ့ထောက်ပံ့ဖို့ကိုလောက်ရဲ့အကျိုးဆက်ကိုတတိပြုပြီးဝိညာဉ်တော်အတွက်ယဉ်နိမြုံနံဖို့ ောင်းမှုပြုရာမှာဆွေးမလျှော့ဖို့အဆုံးစုံမှာတော့လဝကတိုင်ကိုသာအာယုံဆိုင်ထို့ဆိုတဲ့အချက်တွေပဲဒီချက်တွေအားလုံးကိုစူးစိပြီးယနေ့ယုံကြည်သူတွေအတွက်အတိတ်ကတည်ဆောင်ထားရမယ့်သတင်းစကားကဘာဖြစ်မလဲရှင်အတိတ်ကသတင်းစကားကတော့စစ်မှန်တဲ့ဝိညာဉ်ရေးရာတတ်တာဟာလက်တွေ့ကြတယ်အတိုင်းအဝင်ကိုခြေပြုတယ်ရေရှည်မြော်မှန်းချက်ရှိတယ်ပြီးတော့လဝကတိုင်မှာအမြင့်တွယ်နေတယ်ဆိုတာပဲအင်းလဝကတိုင်မှာအမြင့်တွယ်တယ်ဟုတ်ပါတယ် ဂလေတိအခန်းကြီး6ကအရင်အခန်းတွေမှာတိဆောက်ခဲ့တဲ့ကျေးဇူးတော်ခြေကံတရားတွေရဲ့လက်တွေ့အတိအပွင့်တွေဖက်တင်ပုံကိုပြတယ်။တရားရဲ့ဝင်ကိုကူထမ်းတာ၊ကိုယ်အလုံးကိုစစ်ဆေးတာ၊ဝိညာဉ်တော်အတွက်ကျဲတာ၊ကောင်းမှုပြုတာတွေဟာ တေးကြစီကန်းနေမဟုတ်ပဲအပြန်အလှန်ချိတ်ဆက်နေတဲ့ဝိညာဉ်တော်အဖင်ပြောင်းလဲနေတဲ့အတ္တရဲ့တွင်ပင်လက္ခဏာတွေဖြစ်ပါတယ်ဟုတ်ကဲ့တာဟာကျေးဇူးတော်ကိုတလွဲအသုံးမပြုဘဲကျေးဇူးတော်ကြောင့်ရတဲ့လွတ်လပ်ခြင်းကိုမေတ္တာနဲ့တာဝန်သိမှုရှိစွာအသုံးပြုဖို့လမ်းညွှန်ချက်ဖြစ်ပါတယ်အရင်ပြေဆုံးတဲ့အနစ်ချို့ပါပဲဒီနေ့တော့ The Wise Believers ရဲ့မဆူရီကိုအခြေခံပြီး Gladio Ovaras အခန်းကြီး6ထဲကလက်တွေ့ကြပြီးအားရှိစရာတွင်တင်ချက်တွေကိုဆွေးနွေးခဲ့ကြတာပါ ဒီလမ်းညွှန်ချက်တွေကကျမတို့ရဲ့နေ့စဉ်အသက်တောင်မှာဝိညာဉ်တော်ရဲ့ဥဆောင်မှုအတိုင်းဘယ်လိုလျှောက်လန်းရမလဲဆိုတာကိုအလင်းပြပေးနေတာပါ။ဟုတ်ကဲ့ဒီဆွေးနွေးမှုကိုအဆုံးမသက်ချင်းစဉ်းစားကြလေးတခုထားခဲ့ခြင်းပါတယ်။ဒီအခန်းကြီးမှာကျဲခြင်းရိတ်သိမ်းခြင်းကိုအဓိကအားဖြင့်ကျွန်တော်တို့ရဲ့အဲလူဆောင်ချက်ဒီ actions နဲ့ချိတ်ဆက်ပြောထားတယ်နော်။ဟုတ်ကဲ့လူရတင်နဲ့ပတ်သက်ပြီ။ဟုတ်တယ်။ဒါဆိုရင်ကျွန်တော်ရဲ့လုပ်ရည်တည်အဖြစ် ကိုစိတ်ထဲမှာရှိနေတယ်။ဒါမှမဟုတ်ယုံကြည်သူအတိုင်းအဝိုင်းထဲမှာကျွန်တော်ပြန်နံစင်နေတဲ့ဟောလေစိတ်နဲ့သဘောထားတွေအတွေးခေါ်တွေစကားလုံးတွေကတော့ဘယ်လိုမျိုးစိတ်တွေဖြစ်နေမလဲ။음စိတ်ဝင်လာစရာမေးခွန်းပဲ။ဥပမာအပြစ်တင်ဝေဖန်တဲ့စိတ်တာခွင်မလွတ်နိုင်တဲ့သဘောထား။တန်ရစိတ်တွေကဘယ်လိုပုတ်ဖြတ်ခြင်းကိုရိတ်သိမ်းစေနိုင်မလဲ။ဟုတ်ကဲ့။တစ်ဖက်မှာလည်းအာပြမှုဂျေစုကင်ခြင်းမျောလင့်ခြင်းစတဲ့စိတ်ထားတွေကတော့ဘယ်လို့ ထာဝရအသက်နဲ့ဆိုင်တဲ့အသည့်အနာတွေကိုအတိုင်းဝိုင်းထဲမှာဖြစ်ထွန်းစေနိုင်မလဲ။အေးစဉ်းစားစရာပါပဲ။ဒီချက်ကကျွန်တော်ရဲ့အတွင်းစိတ်နဲ့ပတ်ဝန်းကျင် အပေါ်တက်ရောက်မှုတွေကိုပိုပြီးနည်းနည်းနဲ့ဆင်ကျင်သုံးသပ်စေနိုင်မယ်လို့မျှော်လင့်ပါတယ်။